Hello အားလုံးမင်္ဂလာပါခုကျွန်တော်ရေးရင်းဆုံးအာ description လာပြီးပြရအောင်မနော်အဲ့တော့ article detail မှာ okay DSC ဆိုရတာအဲ့တော့ကျွန်တော်ဒီမှာအာ set အဲ့ဒီနာမည်ကျွန်တော်မေ့နေတယ် react runner hm string okay ဒီ stack overflow ကပဲကျွန်တော်ကြည့်လိုက်မယ်ဒီက dangerously inner set inner hm okay okay ဒီမှာရှိတယ်မာ object နဲ့ underscore underscore hm မှာကျွန်တော်ခုန article detail dot အာဒီ SCI PDF description ပေါ့နော်။ Okay ဒီကောင်ပြလိုက်ရပြီ။အဲဒါဆိုရင်ဒီမှာအာ HTML tag တွေ runner လာပြီးလုပ်လိမ့်မယ်ပေါ့နော်။ နောက်နောက်တစ်ခုကပါလဲဆိုတော့ဒီ comment ကိစ္စပေါ့နော် comment ကိစ္စအခုကျွန်တော် login ဖြစ်မနေဘူး login ဖြစ်မနေဘူးဆိုလို့ရှိရင်ဒီ box ကြီးကထွက်လာလို့မရဘူးပေါ့နော် okay အဲ့ဒါလေးကိုကျွန်တော်ရင်လို့ရအောင်အဲ့တော့ကျွန်တော်ဒီဒီဒီကနေနောက်ထပ်ဒီ blake data တစ်ချက်ပို့မယ် blake prefix တော့ကျွန်တော်အမြဲတမ်းပြထားမယ် is ox ဆိုလဲကောင်းအဲ့တော့ edge စနဲ့ ox cgck all check okay တစ်ချက်ကျွန်တော်စစ်ကြည့်မယ် inspect တစ်ချက်ထောက်ကြည့်အောင် good blake is wet မှန် general force လာပြီးပြောနေပါတော့တကယ်လို့မှန်တယ်ဆိုလို့ရှိရင်အာ true လာပြီးပြောမှာပါတော့ okay အဲ့ဒါကိုအဲ့ဒီ blake x ဆိုတဲ့ဟာကောင်းကျွန်တော်လာပြီးစစ်ရမှာပါတော့ uh, const နဲ့ equal x of ဆိုတဲ့အာ name sorry x of okay အဲ့ဒီ x of ကိုကျွန်တော်စစ်လိုက်အောင်မယ် comment box ကဒီမှာပါဒါ comment list တဲ့ text area နဲ့ကွန်မန့်ဆိုရဲဘတန်โอเค အဲ့ဒီဒီဒီနှစ်ခုပေါ့နော်ဒီနှစ်ခုကျွန်တော်လမ်းပြီးတော့ဆလိုက်မယ်အဲ့တော့ is out is out က true ဖြစ်တယ်ဆိုမှကျွန်တော် runner လာပြီးတော့လုပ်မယ်ဒီကောင်ပေါ့နော် base လောက်လမ်းမယ် okay okay အဲ့တော့ကျွန်တော်နောက်နောက်တစ်ခုထပ်ဆက်လိုက်အောင်မယ် နောက် is or is or မဟုတ်ဘူးဆိုရင် div နဲ့ div class alert alert dash uh, danger နဲ့ please login fast okay အဝင်ပုံစံနဲ့ပြလိုက်မယ်အဝင်ပုံစံအဲ okay please login fast ဆိုပြီးတော့အာလာပြောတယ်ပေါ့နော် okay ဒါဆိုအဆင်ပြေပြီအဲ့တော့ကျွန်တော် now ဘာလောက်ချင်လဲဆိုခဏကျွန်တော် login တစ်ချက်လုပ်ပြမယ်ဒါမမ @e.com မမ Okay ဒါလန်လောက်လိုက်တဲ့အခါမှာ sorry profile မရှိသေးဘူးအော်အဲ့ဒီမှာမပါလို့ရှင်လဲဆိုတော့ကျွန်တော်ဒီမှာ comment တစ်ခုခုရိုက်ပြီးတော့ comment လာပြီးပေးလိုက်လေဆိုလို့ရှင် API တချောင်းလှမ်းပြီးတော့အလုပ်လုပ်မယ်ဒီ comment အချက်လက်ကိုသွားပြီးသိမ့်မယ်ဒီမှာလည်းတခါတည်းဘာကလေးထွက်လာနေတာဗျအဲ့တော့ဆိုလိုတာဒီအချက်လက်တွေကကျွန်တော် reactive ဖြစ်ဖို့လိုတယ်ပေါ့နော် reactive ဖြစ်ဖို့လိုတယ်ဆိုတော့အဲ့ဒီရဲ့ comment တွေကိုကျွန်တော် react ကတည်းရဲ့ state တစ်ခုလည်းထည့်ထားဖို့လိုတယ်ပေါ့နော်အဲ့တော့ const နဲ့ comments comma set comment equal use state နဲ့ဒါ array တစ်ခုကျွန်တော်ပေးထားလိုက်မယ်အဲ့တော့အဲ့ array ရဲ့ array မပေးတော့ဘူးခဏလေး article dd. comment ကိုပေးထားလိုက်မယ်။ဒါဆိုကျွန်တော်ဒီ comment ကိုလူပင်လုပ်လိုက်ရုံပဲပေါ့နော်။အဲ့ဒါ article ဒီဒီမဟုတ်တော့ဘူး။ comment မှာ s ပါလားမသိဘူးပါတယ်နော်။ comment ကို s ထည့်လိုက်မယ်။ဒါဒါ comment from map ပေါ့နော်။ဒါခုနကပုံစံတိုင်းပဲဘာမှပြောင်းလဲမသွားဘူးပေါ့နော်။တကယ်လို့ကျွန်တော်တို့ကဒီ comment ဟို comment ခုနလိုပေးပြီးသွားပြီဆိုတာနဲ့အာဒီแท้ကို set comment နဲ့ဒီแท้ကိုကျွန်တော်ဒီတာလမ်းပြီးတော့ထက်အစ်တစ်ခုထက်ပြီး push လုပ်မှာပေါ့နော်။ Okay. တော့နောက်တင်ကြတာတစ်ခုရောက်မှကျွန်တော်တို့ဒီ comment တွေ like တွေကိစ္စတွေလာပြီးတော့လှုပ်ရအောင်အားလုံးပဲကျေးဇူးပါ